မင်္ဂလာပါယနေ့နိုဝင်ဘာလ9ရက် BBN ပြည်တွင်းပြည်ပသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရွေးကောက်ပွဲဝါဒပြန်ရိုက်ကူးရေးမှာခင်လိုင်ဖွေးဖွေးလင်းရောင်အပါရုပ်ရှင်လောကသားအားလုံးပါဝင်လာတဲ့ဆိုတဲ့သတင်းကိုကိုမင်းတော်က ပြပုတ်လာပြီးတော့ကိုရွေးချက်ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရွေးကောက်ပွဲကိုထောက်ကန်ချောင်းပြောဆိုထားတဲ့ရိုက်ကူးရေးတွေကိုခင်လိုင်ဖွေးဖွေးအလင်းရောင်ပါဝင်ရုပ်ရှင်လောကသားအားလုံးဒီပါပါဝင်တရုပ်ဆောင်ရပြီးရိုက်ကူးရေးပြီးစီးသလောက်ရှိနေပြီလို့ ရုပ်ရှင်အတိုင်းဝိုင်းစီကနေသိရပါတယ်ဒီလိုရွေးကောက်ပွဲကိုထောက်ခံကြောင်းရဲကူးရေးလုပ်ရမှာ နောက်မှာ backdrop နဲ့ထောင်ထားပြီးခင်လိုင်းဖွဲ့ဖွဲ့လင်းအောင်တို့ပြင်ဟင်းဝီရန်စိုးပြစ်တစဉ်အောင်ရင်လင်းဝမုံရွှေကြီးနဲ့အခြားအမှုပညာရှင်များစွာကရွေးကောက်ပွဲကိုထောက်ခံကြောင်းရေးထားတဲ့စာသားတွေကိုပြောရတယ်လို့သိရပါတယ်ဂီတအတိုင်းဝိုင်းနဲ့တပင်အမှုပညာဘက်မှသူတွေကိုလည်းအလားတူဖိအားပေးစိတ်ခိုင်းမှုတွေရှိနေပြီးတော့သူတို့ကတော့မြမအတန်ကတာဝန်ယူရိုက်ကူးနေတာဖြစ်တယ်လို့နိုင်ငံရေးနဲ့ခက်ကင်းကင်းနေခဲ့တဲ့ အဆိုတော်ဝေလာလည်းပါဝင်ရိုက်ကူးနေရတယ်လို့သိရပါတယ်။ဒါအပြင်စိတ်ကောင်းစီအားအဆိုပါနုပညာရှင်တွေအားလုံးကိုညှိနှိုင်းမှုမျိုးမဟုတ်ဘဲဖိအားပေးစေခိုင်းတာမျိုးအတင်းကျပ်ခိုင်းစေနေတာမျိုးဖြစ်ပြီးတော့အများစုကတော့လိုက်ပါလှုပ်ဆောင်ပေးနေရတယ်လို့သိရပါတယ်။အဆိုပါရိုက်ကူးရေးတွေကိုဒါရိုက်တာဝိုင်းဝင်းလွင်ထက်မိဘွားနဲ့အော်ရတာတို့ကတာဝန်ယူရိုက်ကူးပေးနေရပြီးတော့စစ်တပ်ကဖိအားပေးလို့ရိုက်ကူးရတဲ့နုပညာရှင်အချို့ကိုလည်းဒါရိုက်တာဝိုင်းကပဲတက်ကြွစွာ တရုတ်ဆောင်မိုးလိုက်လံပြောဆိုနေတာပြုလုပ်နေတယ်လို့ဆိုပါတယ်။ဒိုက်တာဝိုင်းဟာခုနောက်ပိုင်းစစ်တကရိုက်တဲ့စစ်ကားတော်တော်များများမှာတင်အောင်ဆိုးနဲ့တွဲပြီးတော့လောက်ကန်ပေးနေတာတွေရှိသလိုအချို့ကားတွေမှာနာမည်မခံဘဲနဲ့လောက်ပေးနေတာတွေရှိတယ်လို့လည်းသိရပါတယ်။ဒီလိုအမှုပညာရှင်တဲ့ဒိုက်တာတွေအားလုံးကိုရိုက်ကူးရဲကစ နေရာထိုင်ခင်းအဆုံးစီစဉ်ချိတ်ဆက်ညွှန်ကြားနေသူဟာ MRTV4 ပိုင်ရှင်ရဲ့လူယုံစာရဖဗိုလ်မှူးအငိမ့်စား တိန်ထွန်းအောင်ဆိုသူဖြစ်ပြီးတော့ပင်ဒီယာဘက်မှာဧက800ရှိတဲ့စတူဒီယိုကိုဦးစီးလုပ်ကင်နေသူဖြစ်တယ်လို့လည်းသိရပါတယ်။ဆိုပါတိန်ထွန်းအောင်ဆိုသူ ਨੇ စစ်တပ်လော်ဘီကြော်မျိုးမင်းတို့ပူးပေါင်းပြီးတော့ပြန်ကြားရေးစီကနေရတဲ့သတင်းအချက်အလက်တွေအသွင်းသတင်းတွေကိုတုံးပြီးဝါရက်ဖြန့်ရဲကူးရေးနဲ့ဖိအားပေးတာတွေကိုလည်းပြုလုပ်နေတယ်လို့သိရပါတယ်။စစ်ကောင်စီအနေနဲ့ရေကောက်ပွဲနဲ့ပတ်သက်ပြီးပြီးခဲ့တဲ့ရက်ပိုင်းမှာခေတ်သမိုင်းကိုဒုံဆိုင်မဲ့သူများ အမည်ရစကားတကားကိုရိုက်ကူးဖြန့်ဝေခဲ့တယ်လို့နောက်ထပ်ဝါဒဖြန့်ချေရေးအတွက်လည်းရိုက်ကူးရေးတွေကိုဆက်လက်လုပ်ကိုင်နေတယ်လို့သိရပါတယ်ကျွန်တော် Richard ပါနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဖားကန့်ကိုရဲတပ်ရင်း30မှအင်အား100ကျော်အင်အားဖြစ်ရောက်ရှိပြီးနောက်နှစ်ဖက်ပစ်ခတ်မှုတွေဖြစ်ပွားနေတယ်ဆိုတဲ့သတင်းကိုကိုမင်းတော်ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကချင်ပြည်နယ်ဖားကန့်မြို့ပေါ်ကိုစစ်ကောင်စီဘက်မှရဲတပ်ရင်း30ကအင်အား100ကျော်ရောက်ရှိလာပြီးတဲ့နောက် နှစ်ဖက်ပြစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီးဖကန့်ဖြူဟာကုန်းမှလည်းမနေ့ညမှဒီနေ့အထိဇက်တိုက်လက်နက်ကြီးလက်နက်ငယ်နဲ့စစ်တပ်နဲ့တွေကိုပြစ်ခတ်နေတယ်လို့သိရပါတယ်။ယခုရပိုင်းအတွင်းဖကန့်မြို့ကိုမိုးကောင်းချေဆိုင်ရဲတရင်30မှအင်အား250လောက်ဟာရင်တန်းတွေဖြင့်အင်အားဖြည့်ရန်တက်လာခဲ့တယ်လို့သိရပါတယ်။အဆိုပါအင်အား250ထဲမှပထမအတုပ်ဖြစ်အင်အား100ကျော်ပါတဲ့ရဲတရင်30မှရှေ့ပြေးဖွဲ့ဟာမနေ့က ဖားကန့်အဝင်လေပြင်းလုံခင်အနီးတို့ ရောက်ရှိလာခဲ့ပြီးနောက်အဆိုပါရဲတွေကို တော်လန်ရေးအင်အားစုတွေကဒရုန်းဖြင့်တိုက်ခိုက်တာတွေနဲ့မိုင်းဆွဲတိုက်ခိုက်တာတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်ဖားကန့်အဝင်ဒီပိုင်းထဲမှာရဲတပ်ရင်းတုံးတွေကအင်အား200လေးတောင်းအောင်တက်လာတယ်လို့ကျွန်တော်တို့တင်ရတယ်အဲရဲတပ်ရင်းတက်လာတော့မနေ့ကမနေ့ပိုင်းလောက်မှာအင်အား100လောက်ကဖားကန့်အဝင်ပေါ့နော်လေပြင်းတွေရှိတယ်အဲကိုရောက်လာတယ်လို့သိရတယ်အဲကိုရောက်လာတဲ့နောက်ပိုင်းမှာပဲပြစ်ခတ်တာတွေ လေပြင်းလုံးခင်းကနေဖားကန့်အောင်အတော်မှပဲပုံမှန်ရဆိုရင်အဲ့လိုရောက်လာပြီဆိုရင်အဲ့မှာရှိတဲ့ဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့အဲ့ဒါကိုလိုက်ပြီးတော့တာစီပြစ်တာရှိတာပေါ့နော်အဆိုပါရဲတပ်ဖွဲ့ဝင်တွေကိုတော်လိုင်းရင်အားစုတွေကလမ်းတလျှောက်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာကြောင့်စစ်ကောင်စီလက်အောက်ခံရဲချို့လဲထိခိုက်မှုတွေရှိတယ်လို့သိရပါတယ်ဒီလိုထိခိုက်ဒဏ်ရာရရှိမှုရှိတာကြောင့်ပဲဖားကန့်ဗျူဟာကုန်းပေါ်မှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ တော်လိုင်းအင်အားစုတွေရှိမယ်လို့ယူဆရတဲ့နေရာတွေကိုလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပြစ်ခတ်ရှင်းလင်းတာတွေကိုမင်းညားကတညလုံးတောက်လျှောက်ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ဒါရင်မကယနေ့မနက်ပိုင်းမှာလဲအဆိုပါဖားကန့်ဖြူဟာဂုံးမှာပဲလက်နက်ကြီးတွေနဲ့တာမကဆက်တနက်တွေပါသုံးပြီးရန်တမ်းပြစ်ခတ်မှုတွေလုပ်နေရကြောင်းပြည်သူတွေအနေနဲ့အပြင်ထွက်သွားလာရမှာသတိထားနေရတယ်လို့လဲအဆိုပါဒေသခံကဆက်ပြောပါတယ်။ မင်းညာတော့တစ်ချောင်းလုံးတစ်ညာလုံး drone တွေခြားတယ်အခုနေ့တဲ့ပိုင်းမှာလည်း drone တွေနဲ့ခြားတယ်အဲ့လိုတွေဖြစ်လာမင်းညာဆိုရင်ဖားကန်ပြွာကောင်းကနေလက်နက်ကြီးတွေပြစ်တယ်အဲ current ထူကြတာကတော့လက်နက်ငယ်တွေပါပြစ်တာစစ်တပ်တွေနဲ့လည်းပြစ်တယ်အဲ့လိုအခြေအနေဖြစ်နေရပုံမှန်လုံနေနေညင်နေရတယ်ရတဲ့ရင်တုံးလေးရနေရောက်ပြီးနောက်ပိုင်းမှာတော့လက်နက်ကြီးတွေလက်နက်ငယ်တွေ drone တွေခြားတယ်အဲ့လိုကြုံနေရပါတယ်ဒါအပြင်ဒီလိုနှစ်ဖက်တပ်တွေရဲ့ drone လက်နက်ကြီးနဲ့မိုင်းတွေပြက်တိုက်ခိုက်မှုတွေကြောင့် နေအိမ်ချို့ထိခိုက်မှုတွေရှိခဲ့ရတယ်လို့ယနေ့မနက်ပိုင်းမှာလဲဖားကတ်နေပြည်သူတအူထိခိုက်သေးဆုံးခဲ့ရတယ်လို့လည်းသိရပါတယ်ဒီမနက်အဲရဲကားတွေနောက်ကနေဆိုင်ငင်းနဲ့ပါလာတဲ့ main lead တယောက်ကတော့ drone မှန်ပြီးတိတ်တာအတိပြုလို့ရတယ်နောက်ထပ်လူတွေကမျိုးရတော့မကြားပါနဲ့လူနေအိမ်တွေဖုန်းကြီးတောင်းနေထိခိုက်ပျက်စီးတာတွေတော့ရှိပါတယ်စစ်ကောင်စီဟာပြီးခဲ့တဲ့လကမှဖားကတ်မြို့ရှိမိုးကောင်းခြေဆိုင်စကခသုံးအင်အားတွေကိုထုံနှုတ်သွားခဲ့ပြီးယခုအချိန်မှာတော့မိုးကောင်းမြို့မှာပင် ရဲတရင်30ရဲ့အင်အားတွေဖြင့်ဖားကန့်ကို ပြန်လည်အင်အားဖြည့်တင်တာတွေပြုလုပ်နေတယ်လို့လည်းဒေသခံတွေမှပြောဆိုမှုတွေရှိနေပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စကိုင်းတိုင်းဝဲလက်မြို့နယ်အတွင်းရှိကြီးရွာတွေကိုမိပတ်ရှို့နေတဲ့စစ်ကောင်စီစစ်ကြောင်းကိုဂျားဖြတ်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်ဖွဲ့ဝင်18ဦးသေဆုံးခဲ့ကြောင်းပြည်သူ့စေကံတော်လှန်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတူက BBN ကိုပြောပါတယ်။နိုဝင်ဘာလ6ရက်နေ့မှာရွာသားကြီးကြီးရွာမှာထွက်လာတဲ့ အင်အား180ပါစစ်ကြောင်းဟာရွာတွေကိုလှက်ပတ်မီးရှို့ပြီးမြို့ရင်းရှိအထိုင်စခန်းကိုတွားနေစဉ်ဂျားဖြတ်တိုက်ခိုက်ခဲ့တာကြောင့်စစ်ကောင်စီတပ်သား18ဦးသေဆုံးခဲ့တဲ့အပြင်စစ်ကြောင်းတစ်ခုလုံးပြက်ပြီးဝက်လက်မျိုးနဲ့တွင်းရှိစစ်တပ်အထိုင်စခန်းကိုစုပ်ပြေးသွားရတယ်လို့ဆိုပါတယ်ဝက်လက်မျိုးနဲ့တွင်းဝင်လာသမျှစစ်ကြောင်းတိုင်းကိုတော့ကျွန်တော်တို့ကတိုက်မှာပဲတိုက်ပွဲတွင်းမှာတော့ကျွန်တော်တို့ drone နဲ့ draw ဘုံးတွေချတာရှိတယ်လက်နဲ့ငယ်နေတဲ့အများဆုံးထိတွေ့တယ် စာခါတွေတည်ဆုံးမှုကတော့ပုံစံမျိုးမျိုးပါပဲလို့အဆိုပါတာဝန်ခံကပြောပါတယ်။ဆိုပါတိုက်ပွဲတွင်မှာဒေါ်လန်ရေးတပ်ဖွဲ့ဘက်မှရဲဘော်တအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။လက်ရှိမှာစစ်ကောင်စီကဝက်လက်မျိုးနယ်အတွင်းမှာရှိတဲ့စစ်ကြောင်းတွေကိုဖျန့်ကျက်လှုပ်ရှားနေတာကြောင့်ပြည်သူတွေအနေနဲ့သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ညွန်ကြားချက်တွေကိုလိုက်နာကြဖို့လည်းအဆိုပါတပ်ဖွဲ့ကသတိပေးထားပါတယ်။စစ်ကြောင်းတွေကဆက်လက်လှုပ်ရှားနေတုန်းဆိုတော့အလုပ်တွေပုံများတာပေါ့ပြည်သူတွေကိုလည်းဒီကောင်တွေနဲ့ဝေးရမှာနေဖို့ပြောကြင်ပါတယ်လို့အဆိုပါတာဝန်ခံကဆက်ပြောပါတယ်။ ဲ့ဒီတိုက်ခိုက်မှုကိုပြည်သူစေခံဒေါ်လန်ရေးတက်ဖွဲ့လျက်စီးပြောက်ကြားတက်ဖွဲ့နဲ့နတ်တောင်ငကားတက်ဖွဲ့အပါဝင်ဒေါ်လန်ရေးတက်ဖွဲ့တွေကပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့သိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့နိုင်ငံတော်သမ္မတကြီးဦးဝင်းမြင့်ရဲ့84နှစ်ပြောက်မွေးနေ့ထိမ့်မတ်အလှူကိုနိုဝင်ဘာလ10ရက်နေ့မှာထိုင်းနိုင်ငံဆက်မှာရှိတဲ့ဘုံကြီးကျောင်းတစ်ခုမှာကျင်းပပြုလုပ်ခဲ့ကြတယ်လို့နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ CDM တွေထံမှသိရပါတယ်။ စစ်ကောင်စီကမတရားဖမ်းဆီးခံထားရတဲ့နိုင်ငံတော်သမ္မတကြီးဦးဝင်းမြင့်84နှစ်မြောက်မွေးနေ့မှာသမ္မတကြီးအမြန်ဆုံးလွတ်မြောက်ပါစေကျမ်းမာအသက်ရှည်ပါစေကြောင်းရည်ရွယ်ပြီးတန်ဃာတော်တွေကိုဆွန့်ဆက်ကလှူဒန်းခဲ့တာပါလို့နိုင်ငံရေးတက်ကြွလှုပ်ရှားသူဦးနိုင်အမည်လွှဲက BBN ကိုပြောပြပါတယ်ပြည်သူတွေကမဲပေးရွေးချယ်ပြီးတရားဝင်တင်မြှောက်ထားတဲ့နိုင်ငံတော်သမ္မတကြီးဦးဝင်းမြင့်84နှစ်မြောက်မွေးနေ့မှာအမေစုသမ္မတကြီးနဲ့နိုင်ငံရေးကျင်းသားတွေအားလုံးလွတ်မြောက်ပါစေကြောင်းရည်ရွယ်ပြီး ကုသိုလ်ပြုလုပ်ခဲ့ကြတာပါလို့ပါဝင်လှူဒန်းကုသိုလ်ယူခဲ့တဲ့ CDN ဆီယာမာတဦးကလည်းပြောပြပါတယ်။နိုင်ငံတော်သမ္မတကြီးဦးမင်းဟာမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်စတင်ဖွဲ့စည်းခင်တဲ့ကပါဝင်ခဲ့သူဖြစ်ပြီးသမ္မတမဖြစ်မီကျင်းပခဲ့တဲ့ရွေးကောက်ပွဲဒနုဖြူ1990ပသိမ်2012ဂျားဖြတ်နဲ့တာမွေ2015တို့မှာဝင်ရောက်ရှင်ပြိုင်ခဲ့တာဖြစ်ပြီး၃ချိန်လုံးမှာအနိုင်ရကရွေးကောက်ခံခဲ့ရတာလည်းဖြစ်ပါတယ်။ 2016ခုနှစ်မှာဦးဝင်းမြင့်ကိုပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ်ခန့်အပ်တာဝန်ပေးခံခဲ့ရပြီး2018ခုနှစ်မှာနှုတ်ထွက်ခါမြန်မာနိုင်ငံရဲ့ကိုဦးမြောက်သမရဦးထင်ကျော်သမရအဖြစ်မှနှုတ်ထွက်ချိန်ဦးဝင်းမြင့်ကိုပြည်ထောင်စုလွှတ်တော်ကမြန်မာနိုင်ငံရဲ့ဆယ်ဦးမြောက်သမရအဖြစ်2018ခုနှစ်မတ်လ28ရက်နေ့မှာတင်မြောက်ခဲ့တာလည်းဖြစ်ပါတယ်2020ပြည့်နှစ်ထွေထွေရေးကောက်ပွဲမှာ NLD ကအမှတ်နေရာ396နေရာအနိုင်ရရှိခဲ့ပြီး ရွေးကောက်ပွဲအနိုင်ရပါတီအဖြစ်ပြည်သူတွေထက်မှန်တင်မြောက်ခဲ့ပါတော့လဲ2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့မှာစစ်ကောင်စီကအာဏာကိုလူယူခဲ့ပြီးဥဝင်းမြင့်ဒေါန်ဆန်းစုကြည်နဲ့အတူထင်ရှားတဲ့နိုင်ငံရေးခေါင်းဆောင်တွေကိုမတရားဖမ်းဆီးခဲ့ကြတာပဲဖြစ်ပါတယ်။နောက်ထပ်သတင်းပုံအနေနဲ့နိုင်ငံတကာသတင်းစီစဉ်ကိုကိုရီးချက်ကတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ရုရှားကယူကရိန်းနိုင်ငံတဝမ်းကိုပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့တာကြောင့်နေရာတော်တော်များများမှာမှောက်မိုက်သွားကြောင်း ဒေသဆိုင်ရာအာဏာပိုင်တွေကပြောကြားခဲ့ပြီးလင်းနစ်နှီးပါချစစ်ပွဲကိုအဆုံးသတ်ဖို့တပ်မှန်ရေးဆိုင်ရာအရှိန်ဟုန်တွေရင်းရိုင်လာနေပါတယ်။နှွေမာလာ၈ရက်စနေနေ့မနက်ကရုရှားစစ်တပ်ကဒရုန်းရာပေါင်းများစွာဖြင့်ဝေဟင်းမြေပြင်နဲ့ရေပြင်ကနေပစ်လွှတ်ခဲ့တဲ့ဒုံးကျည်တွေဟာယူကရိန်းရဲ့အရေးကြီးတဲ့အခြေခံအဆောက်အအုံတွေကို ထိမှန်ခဲ့တာကြောင့်အခုလိုမှောင်မိုက်သွားတာဖြစ်ကြောင်းကြေညာခဲ့ပါတယ်။ဒါဟာရုရှားတို့အနေနဲ့နောက်ထပ်ပြင်းထန်တဲ့ဆောင်းရာသီလက်နက်ကိုထုတ်သုံးဖို့နှိကက်လာချိန်မှာ ခုလိုတိုက်ခိုက်လာတာပဲဖြစ်ပါတယ်။အရင်နှစ်တွေကလည်းစောင်းရသည်မရောက်ခင်အခုလိုယူကရိန်းရဲ့အရေးကြီးတဲ့တည်ယူပို့ဆောင်ရေးလမ်းကြောင်းတွေဒါပေလျက်စစ်စက်ရုံတွေကိုတိုက်ခိုက်ခဲ့ပါသေးတယ်။ရုရှားတပ်ဖွဲ့တွေဟာတညတာတွင် ပြစ်လွတ်ခဲ့တဲ့ဒုံးကြီး45စင်းနဲ့ဒရုန်း458စင်းပါဝင်လေကြောင်းတိုက်ခိုက်မှု903ခုကိုထောက်လန်းတွေ့ရှိခဲ့ကြောင်းယူကရိန်းလေတပ်ကအတည်ပြုပြောကြားခဲ့ပါတယ်။ဒုံးကြီးများစုဟာကာကွယ်ရေးစနစ်တွေကိုဖျက်ချော်ဝင်ရောက်လာခဲ့ပြီးတော့ ကိုးစင်းကိုသာအောင်မြင်စွာပြစ်ချနိုင်ခဲ့ပေမဲ့ဒရုန်း406စင်းကိုတော့ကြားဖြတ်ဟန်တားနိုင်ခဲ့တယ်လို့ဆိုပါတယ်။ရုရှားရဲ့တိုက်ခိုက်မှုတွေဟာတံငွေနဲ့လျှက်စစ်တပ်အားအခြေခံအဆောက်အုံတွေကိုအဓိကထားတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ဒေသအများပြားမှာလျှက်စစ်တပ်အားပြတ်တောက်မှုတွေဖြစ်ပေါ်လာစေခဲ့ပါတယ်။ဒါ့အပြင်လူနေအဆောက်အုံတစ်ခုအပါအဝင်အခြားပစ်မှတ်တွေကိုလည်းထိမှန်ခဲ့ကြောင်းပြောကြားခဲ့ပါတယ်။ဒေသခံအာနာပိုင်တွေရဲ့အဆိုအရ Donetsk KI နှစ်ခုမှာနောက်ထပ် ပြည်သူ2ဦးသေဆုံးခဲ့ကြောင်းထပ်မံပြောကြားခဲ့ပါတယ်ကျွန်တော်ရစ်ချက်ပါယနေ့နိုဝင်ဘာလ9ရက် BBN ပြည်တွင်းပြည်ပသတင်းများကိုတင်ဆက်ပေးသွားတာဖြစ်ပါတယ်ကျွန်တော်ကိုထုံးပါ